နေ့စဉ်ဘဝမှာလူတော်တော်များများဟာကော်ဖီတောက်သုံးကြပါတယ်။မနက်ခင်းတစ်ခုကိုကော်ဖီတစ်ခွက်နဲ့စတင်ရတာဘလောက်ကောင်းလဲဆိုတာအားလုံးသိကြပါတယ်။ဒါပေမဲ့ကော်ဖီကကျန်းမာရေးအတွက်ဘလို့အကျိုးကျေးဇူးတွေပေးနိုင်တယ်လဲဆိုတာတွေကိုတော့သိမ့်မသိကြပါဘူး။ ဒီဗီဒီယိုမှာတော့သိပ္ပံပညာရှင်တွေအတီးပြုထားတဲ့ Black Coffee ရဲ့အမခန်းတဲ့အကျိုးကျေးဇူးတွေကိုအသေးစိတ်ပြောပြသွားပါမယ်။အရင်ဆုံး black coffee ဆိုတာဘာလဲ black coffee ဆိုတာတခြား no creamer ဒါမှမဟုတ်တခြားအရသာထည့်မထားတဲ့တန့်စင်တဲ့ coffee ပါဒါက coffee ဆေးတွေရဲ့မူလအရသာနဲ့အာနိသင်ကိုအပြည့်အဝခံစားရစေတဲ့အကောင်းဆုံးနည်းလမ်းပါပဲ black coffee ကအရသာကောင်းုံတည်းမဟုတ်ပါဘူးကျန်းမာရေးအတွက်လည်းအကျိုးကျေးဇူးများစွာရှိပါတယ် ဘာတွေလဲဆိုတာအခုကြည့်လိုက်ကြရအောင်နော်။မင်္ဂလာပါရှင်။ PAD Channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ပထမဆုံးအကျိုးကျေးဇူးကတော့ black coffee ကတင့်အုံနောက်ကိုအားဖြည့်ပေးပါတယ်။ coffee ထဲမှာပါတဲ့ caffeine ဓာတ်ကတင့်အုံနောက်ရဲ့အာရုံစူးစိုက်မှု၊မှတ်ဉာဏ်နဲ့အာရုံကြောစနစ်တွေကိုလှုပ်ဆော်ပေးပါတယ်။သူတည်တနာပြုမှုတွေအရတော့ coffee တောက်တဲ့သူတွေဟာမနက်ခင်းမှာပိုပြီးနိုးကြပြီးတော့အာရုံစူးစိုက်နိုင်စွမ်းပိုကောင်းတယ်လို့သိရပါတယ်။ဒါကြောင့်စာမိုးပွဲဖြစ်ရတော့မယ်ဆိုရင် ဒါမှမဟုတ်အလုတ်မှာအာယုံစူးစိုက်ဖို့လိုတယ်ဆိုရင် black coffee တစ်ခွက်ကတင့်ရဲ့အကောင်ဆုံးတငယ်ချင်းတစ်ယောက်ဖြစ်လာနိုင်ပါတယ်။ black coffee မှာပါတဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကတင့်နှလုံးကိုကျန်းမာစေဖို့အကူအညီပေးပါတယ်။သူတည်သနာတစ်ခုအရတနေ့ကို black coffee နှစ်ခွက်တောက်တဲ့သူတွေဟာနှလုံးရောဂါဖြစ်နိုင်ခြေပိုနည်းတယ်လို့ဆိုပါတယ်။ဒါပေမဲ့အလွန်အကျွံမတောက်ဖို့တော့တတိထားရမှာပါနော်။ စီးဆိုယောဂဖြစ်နိုင်ခြေကိုလျှော့ချဖို့အတွက်လည်း black coffee ကအထောက်အကူပြုပါတယ်။ coffee ထဲမှာပါတဲ့ chlorogenic acid လို့ခေါ်တဲ့ drop down တစ်မျိုးကသင့်သွေးရင်းသကြားဓာတ်ကိုထိန်းချိပေးပါတယ်။သူ့သေဒနာတွေအရတော့တနည်းကို black coffee အနည်းငယ်တောက်တဲ့သူတွေဟာ type 2 diabetes လို့ခေါ်တဲ့အမျိုးအစားနှစ်စီးဆိုယောဂဖြစ်နိုင်ခြေကို25ရာခိုင်နှုန်းလျှော့ချပေးတယ်လို့ဆိုပါတယ်။ဒါကစီးဆိုသွေးဆိုယောဂရှိတဲ့သူတွေအတွက်ကောကာကွယ်လိုသူတွေအတွက်ပါသတင်းကောင်းတစ်ခုပါပဲ။ သင့်အသေးကိုလည်း black coffee ကကူညီပေးနိုင်ပါတယ်။သူသေသနာတွေအရတော့ black coffee တောက်တဲ့သူတွေဟာအသေးကင်ဆာဒါမှမဟုတ်အသေးအစီဖုံးယောဂါဖြစ်နိုင်ခြေပိုနေတယ်လို့သိရပါတယ်။ဒါဟာ coffee ထဲမှာပါတဲ့ antioxidant နဲ့ယောဂါပိုးမွားတွေကို တိုက်ဖြတ်ပေးတဲ့ထွက်ပေါင်းနေကြောင်းပါ။ဒါကြောင့်သင့်အသေးကိုချစ်တယ်ဆိုရင် black coffee ကိုတော့နည်းနည်းလောက်စမ်းတောက်ကြည့်ပါနော်။ နောက်တစ်ခုကတော့စိတ်တက်ကြတာကိုလည်း short ချဖို့အတွက် black coffee ကအထောက်အကူပြုနိုင်ပါတယ်။ coffee ထဲမှာပါတဲ့ caffeine ကစိတ်ခံစားချက်ကိုမြင့်တင်ပေးပြီးတော့ dopamine လို့ခေါ်တဲ့ပျော်ရွှင်မှုခုမုံထွက်ရှိမှုကိုအားပေးပါတယ်။သူ့သေတနာတစ်ခုအရာတစ်နည်းကို black coffee နှစ်ခွက်တောက်တဲ့သူတွေဟာစိတ်တက်ကြယောဂဖြစ်နိုင်ချေ20ရာခိုင်နှုန်းလောက်လျော့နေတယ်လို့သိရပါတယ်။ဒါကြောင့်စိတ်ညစ်နေတဲ့အခါမှာ black coffee တစ်ခွက်ကသင်ကိုပို့ပြီးတော့ပျော်ရွှင်လာစေနိုင်ပါတယ်။ black coffee ရဲ့ကျန်းမာရေးကိုအကျိုးပြုတဲ့အချက်တွေပဲဖြစ်ပါတယ်။သတိထားရမယ့်အချက်တွေလည်းရှိပါတယ်။တနေ့ကို၃လေးခွက်ထက်ပိုတောက်မယ်ဆိုရင်ကဖင်းဓာတ်များလွန်ပြီးတော့စိတ်ဖိစီးမှုများတာအိတ်မပြောတာဒါမှမဟုတ်နှလုံးခုန်ညံတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ဒါ့အပြင်ကိုဝင်ဆောင်မိခင်နေဒါမှမဟုတ်ကဖင်းဓာတ်နဲ့မတည့်တဲ့သူတွေဆိုရင်တော့ဆရာဝန်နဲ့တိုင်ပင်ပြီးမှတောက်တင်ပါတယ်။နောက်ဆုံးအနေနဲ့အကြံပြုချင်တာလေးတွေရှိပါတယ်။ black coffee ကိုအိပ်ယာထပြီးတနာရီကြာမှတောက်တင်ပါတယ်။ခန္ဓာကိုယ်မှထုတ်လုပ်တဲ့စွမ်းအင်ဟော်မုန်း cortisol ကို မဟန်တာဖို့အတွက်ပါ။နောက်တစ်ခုကတော့လေ့ကျင့်ခန်းမလုပ်ခင်မိနစ်30မှာ black coffee တစ်ခွက်တောက်မယ်ဆိုလို့ရှိရင်အစီချတာကို15ရာခိုင်နှုန်းတိုးစေပါတယ်။ဒါဆို black coffee ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကိုသိပြီးပြီဆိုတော့တင်ရောတနေ့ကို coffee ဘယ်နှခွက်တောက်တယ်လဲ။ဘလို coffee မျိုးကိုတောက်တယ်လဲ။ black coffee ရောတောက်တလားတင့်ရဲ့ coffee အတွေ့အကြုံလေးကိုအောက်က comment လေးမှာမျှဝေပေးခဲ့ပါဦးနော်ဒီဗီဒီယိုလေးကိုကြည့်ရှုပြီးတော့အားလုံးအတွက်အကျိုးရှိမယ်လို့ပြောလင်းပါတယ်နောက်ထပ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတတွေကိုသိရဖို့အတွက်ဒီ channel လေးကို subscribe လုပ်ခဲ့ပေးပါဦးရှင်အားလုံးပဲကျန်းမာချမ်းသာအသက်ရှိကြပါစေရှင်